က်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရေရိုချန်နယ်ကနေတင်ဆက်ပေးခြင်းနဲ့ဘီယန်ဇလန်းကောင်းလေးကတော့တထေးမင်းရဲ့အချစ်တော်ဆိုတဲ့ဘီယန်ဇလန်းလေးရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီတော့ပေးတဲ့ကြီးကဇလန်းလေးမစတင်ခင်မှာရေရိုချန်နယ်လေးကို like and subscribe လုပ်ခဲ့ပေးဖို့နဲ့ဘေးနားကနေဒီကောင်းကောင်းလေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်ဒါဆိုဇလန်းလေးကို စလိုက်ပါမယ်မြို့ကြီးပြကြီးကလေနေရတာကောင်းတယ်အသားရတယ်လို့ပြောနေကြပါပဲ တခိခိုးရောက်လာတော့လဲထင်သလောက်လဲမဟုတ်ပါဘူး။ဦးပြင်းလုံးနဲ့ရာသေးဥထုအရေးရဖို့အပင်းဆိုတာမျိုးကရှားလွန်းလာပါတယ်။ရွာကနေအလုံးလို့ဖို့အတွက်အဝတ်ထုတ်တထုတ်ကိုင်းပြီးတော့ကောင်းမြတ်တိုင်းမှာရက်နေတဲ့တခိခိုးကနှစ်ထင်မှပင်ချွေးတွေစုံနေပါပြီ။ဟိုမောင်လေးရှင်အမရဲ့ချင်းတော်လေးခဏကိုင်းပြီးလို့ရမလား။ဟုတ်ကဲ့ရပါတယ်။ဒါပေမဲ့အမချင်းတော်ကိုအောက်ကိုချပေးပါဗျ။ဘာဖြစ်လို့လဲမောင်လေး။ကျွန်တော်အိမ်ကတင်ထားတယ်။မိခွေးလက်ကိုကိုင်းပြီးရင်မိခွေးကကိုဝင်ရတတ်တယ်တဲ့။ မတော်လို့အမတ်လက်ကိုထိသွားရင်ဘလို့လုံးမလဲတခိခွင့်ရဲ့ပြောကြောင်းအခုညီတောင်းတဲ့ကောင်မလေးခမပါဆက်အောင်သားလေးဖြစ်သွားရတယ်။ရပါတယ်မောင်လေးမကူညီနိုင်နဲ့ရပါတယ်။ကောင်မလေးကမအီမသာပြုံးလို့ချင်းောင်းလေးကမကအဝေးကိုထွက်သွားတော့တယ်။အဲ့ဒီကောင်မလေးထွက်သွားမှတခိခွန်းတို့ခေါင်းတစ်ခါခါဖြစ်တဲ့ရဲမိလိုက်တယ်။ချင်းောင်းလေးမကဘူတီလေးတုံးနဲ့ထဲထားတာကိုတခိခွန်းစီတမင်ချိကရှင်လို့လာပြီးထားပြီးတော့ကိုတခိခွန်းကတတိထားမိလို့သူ့ကိုအဲ့လိုပြောလိုက်ခြင်းပါပဲ။ အဖမ်းကသူ့ကိုမှားလိုက်တယ်မြို့ကမိခွေးတွေမယုံနဲ့တဲ့အမှန်ပဲမြို့ကိုခုမှတက်လာတော့ရှိသေးတယ်စတင်ပြီးဇလန်းတွေရှုံနေတာချက်ချင်းပဲသူ့နာမည်ကတခေခေါ်မှာအသက်20ရှိပြီးရွာမနေတော့ကတော့ရွာမအိုးလို့ရောင်းပေမဲ့အဖမ်းကမြို့မှာအလုပ်လုပ်ရရန်အတွက်အလုပ်တစ်ခုရှာတွေ့ထားတယ်ဆိုတာကြောင့်တခေခေါ်မြို့ကိုရောက်လာခြင်းမှာအဖမ်းပြောတာတော့မြို့ကတထေးကြီးတယောက်စီမှာအလုပ်လုပ်ရမယ်ဆိုပဲအဲ့လိုပဲမှာရက်နေပြုံနေကိုပတ်ဆက်အသားလေးရတယ်ဆိုတာကြောင့်တခေခေါ်ကအဲ့ဒီလူကိုရွေးချယ်လိုက်တာပါ ရွာမှာကအမေကကျမကြီးတိတ်မကောင်းတာကြောင့်ရွာကလူတွေကအမေယောဂကိုကုဖို့အဆင်မပြေပါဘူး။အဲဒါကြောင့်ဒီလုံလေးကိုသူရချင်ပါတယ်။ဆိုင်တော်ချမ်းကြီးကြီးရဲ့ခြံတကားမှာချိန်ဆထားတဲ့ဆိုင်တော်ဆိုရဲစာဖတ်ပြီးတော့တခေခွန်ခဏကြောင်းဟားသွားတယ်။ဒီဆန်ဆိုတဲ့နာမည်ကိုသိတယ်လို့ပဲဘယ်တော့မှပါလိမ့်။ထားလိုက်ပါငါ့လုံးမှာမှုတ်တာ။တခေခွန်ကခေါင်းတစ်ခါခါနဲ့ခြံတကားကြီးကဘဲအားတီးပြီးတော့လူခေါ်လိုက်ရဲ့။အတန်ကြာတဲ့အထိခေါင်းလုံးနဲ့တီးပြီးမှ ခြံထဲကနေပြေးလာမိကလေးတယောက်ကပြေးထွက်လာတယ်။ကြည်ရတာအိမ်ပေါ်မှာလေးဖြစ်ပါလိမ့်မယ်။မင်္ဂလာပါရှင်။တခိကိုဆိုရတူလားရှင်။ဟုတ်ပါတယ်ခင်ဗျ။ချိုးသွားပါတယ်ရှင်။တထင်းမင်းကအင်းကနေစောင့်နေပါတယ်။ဝင်ခဲ့ပြီးအနောက်ကနေလိုက်ခဲ့ပေးပါရှင်။ကောင်းမလေးကပြုံးရပြီးရှေ့ကအရင်ထွက်သွားတာကြောင့်တခိကိုအနောက်ကနေအသားလေးလိုက်သွားလိုက်တယ်။ကောင်းမလေးကသူ့နဲ့အသက်ရွယ်တူလောက်ရှိလိမ့်မယ်။အသားပြူပြူလေးနဲ့တော်လေးချစ်ဖို့ကောင်းပါတယ်။ကောင်းမလေးကအင်းကြီးထက်ကခေါ်သွားပြီး အခန်းတစ်ခုရှိအရောက်မှာခြေလမ်းတွေကိုရပ်တန့်သွားပါတယ်။အခန်းရှိမှာလည်းလူတစ်ယောက်ကရပ်နေတာကြောင့်တခေခွန်ကြောင်အသွားပြီးမယ်။အဆောင်နေနေပါပါလေလို့စေတီကနေတွေးလိုက်တယ်။အထဲမှာတထင်းမင်းဆောင်နေပါတယ်ဝင်သွားပါ။အာတစိလောက်ပါ။တထင်းမင်းတထင်းမင်းနဲ့သူကဘလို့တထင်းမလို့လဲရင်။တပြိုလို့ရဲ့ချမ်းသာဆုံးတထင်းမင်းမလို့ပါ။အမလီတမျိုးလုံးလား။အားကြစရာပဲဘောစီကြီးပေါ့။တခေခွန်ကငကိုယ်ကလေးကဆက်စုတက်တဲ့စေလေးရှိတာမို့ဆက်ဆက်စုစုမေးပြီး မျိုးလုံးလေးတွေပြုကျဲသွားတော့အထက်ကလူကိုပို့ပြီးတော့တွေ့ကျင်သွားတယ်။အဲ့ဒီလောက်ချမ်းသာတဲ့လူစီမှာလုံးလို့ရမှာဆိုတော့ကံကောင်းတာပေါ့။မိင္လာမကျွန်တော်ကဟမ်အခက်နဲ့ဝင်ချင်းပြုံးရကနှုတ်ဆက်ရန်အလို့မြင်လိုက်ရတဲ့လူကြောင့်တခေခွန်မျိုးလုံးကနှက်ဆပြုကျဲသွားပါတယ်။ကျွန်းတိခွန်ကြီးဘောမှာစိန်ကြကြထိုင်းပြီးကော်ဖီတောက်နေတဲ့သူကကောင်းဆန်မောမင်းမင်းငါ့နာမည်ဆန်ကောင်းမောမှာမတွေ့ရတဲ့နှစ်တွေမှာငါ့နာမည်ဘယ်ကစားလဲတော့မေ့သွားပြီပေါ့ မင်းကတထင်းမင်းဆိုတဲ့လူပေါ့လေဒါဒါဆိုရင်မင်းစီမှာအလုပ်မလုပ်နိုင်ဘူးပြန်တော့မယ်အလားတုံးကတက်ကြနေတဲ့တခိခုံးကတထင်းမင်းဆိုတဲ့လူကတွေ့ပြပြချင်းအလုပ်လုပ်ချင်းစိတ်တွေပင် ပြောက်ပြီးတော့လှည့်ပြန်ရန်အလုပ်တကောင်းမှစောင့်နေကြတဲ့အစားညောကဝင်လာပြီးအရှိကနေတားဆီးလိုက်တယ်ဆန်ကောင်းမမင်းမင်းမယုံမနဲ့တော့ငါနဲ့မင်းချာမှာဘာရင်ညုံးမှမရှိဘူးငါရွာပြန်မယ်မင်းစီမှာအလုပ်မလုပ်တော့ဘူးအလုပ်မလုပ်လို့ရမလားဘွားရကြီးကဆေးရန်ဖြစ်ငါစီက မင်းနာစာတနစ်စာတော့ချိုးယူထားသေးတာမလုပ်လို့ရမလားဘာတနစ်စာအမေစင်တို့ကတော့ကိုမျိုးကိုပြဿနာရှာပေးလိုက်တာပဲအဲ့ဒါကိုထားငါတခြားလုပ်လို့ပြီးပြန်ဆက်မယ်ဘလို့ဖြစ်လို့ငါ့ကိုကြောက်နေရတာလဲပါလေငါကမင်းပြောသလိုလုပ်ခိုင်းမှဆိုလို့လားငါကကြီးကြီးတက်ချမ်းသာလာတယ်ဆိုတာငါ့အောင်မတော်နာကြီးပြင်းမဲ့ဆိုတာလေမင်းလုံခဲ့တဲ့နှစ်ကစကားတွေကိုဘာလို့မမေ့ရသေးရလဲအဲ့ဒီတော့ငါစာပြီးပြောခဲ့တာကွာ ူနဲ့ဆက်ကောင်းမှုဆိုတဲ့တထင်းမင်းရဲ့ဆက်ဆံရေးကပါလဲဆိုတာပြောပြရင်တော့ရှင်နေဦးမယ်။မပြောပြလို့လည်းမဖြစ်။ပြောပြပြန်ရင်လည်းညှိုက်ပြီးတော့ပြောရအောင်မယ်။အဲ့ဒါတွေထားသက်မှာအခုသူ့ရွာကိုပဲပြန်ကျင်းတော့တယ်။ငါကမင်းစီမှာအလုပ်မလုပ်ချင်ုံပဲ။တိတ်ခါကြတယ်။ရွေးလူစီမှာလာပြီးအလုပ်လုပ်ရတာ။ငါ့ကိုလာပြီးထက်စီးဆန်ရင်ငါမကြိုက်ဘူး။ဟုတ်လား။ဒါဆိုငါကောင်းပေါ်လာတထိုင်လေးမင်းထိုင်ရဲရင်ပေါ့။တကယ်ကိုဒီကောင်ချိုးကလုံးလုံးကိုမပြောင်းလဲရပါပဲ။မင်းကအချိန်ခဏတာလေး ရင်းနှီးဘူးကလေးကဒီကောက်ချိုးတွေကအမြင်ကပ်ပါတယ်ဆိုအခုသူ့စီမှာပဲလှုပ်လို့ရအောင်မွဲတယ်လေသူ့ဘွားတော့တိုးတော့မှာပဲအဖိုးတွေပြောမနေပဲလုပ်ကိစ္စကြောင့်ပြောအောင်ငါကမင်းတို့ရမှာအလုရှာရင်အမေစင်ကိုတွေ့လို့ဝင်းနှုတ်ဆက်ရကနေအမေစင်ကမင်းကိုငါစီမှာလှုပ်လို့စီကြောင်ပြောခဲ့တာအဲ့ဒါကြောင့်ငါလက်ခံခဲ့တာအမေစင်ကလည်းလက်ခံကြောင်ပြောပြီးတနစ်စာတော်ကြိုယူသွားသေးရဲ့လေကျွန်တော်ကဘာလို့အလုရှင်ကဒီကောင်ဆိုတော့မပြောရတာလဲနော်အခုတော့ဘလူးပါဇက်ထဲအစာစင်နဲ့ရောက်နေပြီ။ တခိခွန်းကခတ်တရိုးသာကိုဖင်ကိုကြောင်းပြောမိတယ်။နောက်ကလူနှစ်ယောက်ကြားသွားပြီးတထင်းမင်းဆိုတဲ့ဟိုကောင်ကိုသွားချွန်နေရင်နေထိုင်ရင်အသက်ပင်ထွက်နေဦးမယ်။ငါကဘာလုပ်လို့ရမှာလဲ။အဖွားကငါ့ကိုဒီလိုလောက်ဝဲပြောလိုက်တာ။ဘာလုပ်လို့ရမှာလဲမပြောလိုက်ဘူး။မင်းလုပ်ရမယ့်လုပ်ကကိုရံတော်ပဲ။ဘာကိုရံတော်။ငါ့ကိုတည်တည်လေးကမင်းကိုကြီးကြီးကိုကာဝယ်ရမယ်ဟုတ်လား။စဉ်းစားသားလည်းပြောပါအောင်။တကြတထည့်တဲ့အသက်ဆုံးကိုကြီးကခံပြီးမှကြီးကကငါ့ကိုကြော်ပြီးမင်းကိုထီသွားအောင်မယ်။ တခင်ခွန်ပြောတာလည်းအမှန်သူ့ခန္ဓာကိုယ်လေးကကြည်ကြည်လေးနေတဲ့တိတိကိုကိုလေးစကားမွေရဲ့ကိုကခတ်တတော်နဲ့သူ့ထဲနဆောက်လောက်တန်မာတာကိုတိတိလေးကခောက်ခွဲပေးရမယ်တဘောဒါဆိုမင်းမလုပ်နိုင်နဲ့ကလေးထိန်နိုင်လားစကားမွန်ထိုင်နေရကနေတခင်ခွန်နားရောက်လာပြရကြောင်းသူ့မှာနောက်ဆိုရင်နောက်ကျောဘက်ကလူနှစ်ယောက်ရပန်းနေပြီးထိကန်နေပြီဒီသိန်းအောင်ထဲမှာသူကတော့သိတော့မှာပဲဘယ်ကလေးကိုငါကထိန်ရမှာလဲတခင်ခွန်ကတရေမြူချပြီးတော့တက်တီပြေးပြေးမိလိုက်တော့မှာ ဆန်ကောင်းမှာသူ့နောက်ကပ်ပြီးတော့ပြောလာတယ်။ငါ့ကိုထိန်ရမှာတနေ့ကိုသုံးချိန်မင်းနှုတ်တိုင်နိုင်လား။ငါကနှုတ်မှုနဲ့နွားတို့တွေမကြိုက်ဘူးလူနှုတ်ပဲကြိုက်တာ။မင်းအချက်မရှိရကောင်။တခိခွန်အတန်ကျကြီးနဲ့ပြောပြီးတော့သူ့ရှင်ပါဟာသူ့လက်နှစ်ဖက်ပြကစီးပြီးပြောလိုက်တော့အနောက်ကရန်ဒီရလူနှစ်ယောက်စီကရေတံတွေထွက်လာပြီးမဲ့တခိခွန်ရှိကလူရဲ့ကြီးဆိုင်သွားချိန်မှာတော့သူတို့မျက်နှာတွေကတီတင်းသွားတယ်။ငါ့ကိုစနောက်နေပဲလောက်ရမယ်လို့ကိုတီးပြော။မဟုတ်ရင်ငါပြန်သွားတော့မှာ။တနစ်စာကြူယူသွားပြီးရပြန်မယ်ပေါ့။ ငါမင်းကိုတရားဆွဲလို့ရတယ်နော်ငါစီအလုပ်လေးအေးဆေးလုပ်မလားထောင်ထဲမှာလုပ်ကြလုပ်မလားမင်းရွေးပေါ့စံကောင်းမော်မင်းကတော်တော်ချက်ကင်တာပဲငယ်ငယ်ကခင်ခဲ့တဲ့တငယ်ချင်းမျက်နှာမှမထောက်အချိန်ခဏလေးစကားလေးပြောခဲ့ရုံနဲ့တငယ်ချင်းဖြစ်သွားရောလားအဲ့ဒါတွေငါနားမလဲဘူးအခုဆက်ဆက်ရေးကငါကမင်းတထေးမင်းကငါရဲ့လုပ်သမားပဲစံကောင်းမော်ပြောကြောင်တခေခုံးကငြိမ်ကြသွားတယ်သူတို့ရဲ့ဆက်ဆက်ရေးကအချိန်ခဏလေးအတွင်းမှာစကားပြောခဲ့ကြတဲ့အတိတ်တသက်ပဲတဲ့ဟုတ်တာပေါ့သူတို့ဘလောက်ကြာကြာခင်မင်ခဲ့လို့လဲ တခေခွန်ကငြိမ့်သက်နေရကနေရွာကအမေစီအတွေ့ရောက်သွားတယ်။မေကကျမ်းမာရင်မကောင်းဘူး။အမေချောင်းနေစွန့်နေတတ်ပြီးဒီကောင်းတဲ့ရခရှာတယ်။သူရောင်မအိုးလို့ရောင်းနေရတဲ့ပစက်ကတည်းဒီလိုစီမာလှုပ်လို့ရတာကမျက်နှာငယ်စရာတွေကလွဲပြီးဘာကြောင့်မှတော့သူမရှိနိုင်တော့ပါဘူး။ငါမင်းစီမာလှုပ်လို့မယ်။တနစ်စာကြည့်တဲ့အထိမင်းသဘောပဲလေ။တနစ်အတွင်းမှာဖြစ်သွားနိုင်တယ်မှမသိတာ။သဘောတူတယ်။တခုခွရဲ့ပြောကိုဆန်ကားမုံကလက်ခံပြီးတော့ခုနကအိမ်ထဲခေါ်လာပြီးတဲ့အိမ်မောကောင်မလေးကခေါ်က သူနေရမဲ့ခန်းကိုလိုက်ပြခိုင်းပါတယ်။အခန်းထဲကနေတခေခွန်းထွက်သွားတာနဲ့ခုနကထီးကြနေတဲ့တပည့်ညောက်ကပြုံးစီစီနဲ့တထင်းမင်းတော်လိုက်တာဗျာ။တထင်းကတော့ကိုစကားလေးနဲ့နိုင်နေနေရအားရစရာကြီးဗျာ။ဟွန်းငါလိုကောင်မျိုးကငါသဘောကျတယ်လို့ဆိုရင်တော့အောက်ကျခံမှာမဟုတ်ဘူး။တေစာဇော်လင်းသူ့ကိုလေးစားဆက်ဆံသူကတချိန်မင်းတို့ရဲ့တထင်းကတော့ဖြစ်လာမယ်လို့ပဲ။ဟုတ်ကဲ့တထင်းမင်းတီစားနဲ့ဇော်လင်းကဆန်ကောင်းမွေရဲ့ကိုရတော့နောက်လိုက်တွေဖြစ်ကြပြီးတော့အတော်လေးအောက်ကိုရတဲ့နှက်ကောင်မှာ သူ့မာလီလိုနေ့ကိုရောက်လာဖို့နှစ်တွေကြာကြီးစောင့်ကြရတာတရားပေါက်သူကတခေခုံးကိုချိကပ်နိုင်ရမယ်သူနဲ့တခေဘလို့သိနေကြတာလဲအကြောင်းရင်းကသူတို့73နှစ်သားအရွယ်တုန်းကအချိန်လေးတစ်ခုကြောင့်မှာအဲဒီတုန်းကဆက်ကောင်းမလို့မိသားစုက စီးပွားရေးအခြေအနေမကောင်းတဲ့တာမန်လူဒန်းစားမှာအဲဒီတုန်းကအဖေနဲ့မေရဲ့အင်တော်ရေးအဆင်မပြေမှုကြောင့်အဖေကဆက်ကောင်းမဟာခေါ်ပြီးသူ့ရင်ကနေခဲ့တဲ့ရွာလေးစီသွားခဲ့တယ်အဲ့မှာသူနဲ့ငယ်ငယ်ကခင်ခဲ့မှုတဲ့တငယ်ချင်းစီမှာခဏနေမယ်လို့လည်းပြောတယ် အဖေရဲ့တငယ်ချင်းဆိုသူကတကြီးဖြစ်ပြီးတခိခွန်ရဲ့အဖေဥခိခန့်ဖြစ်နေရဲ့အဲဒီသူကဆန်ကောင်းမလို့သားဖာပေါ်ရွာဆက်ဆက်ပြီးတော့သူ့အိမ်မှာနေရန်လက်ခံခဲ့တယ်အဖေကသူ့တငယ်ချင်းဖြစ်လို့ပြန်တွေ့ရတော့ဝမ်းနဲ့ဝမ်းသာသူ့အိမ်နောက်ရဲ့အစီအမံပြောင်းနေပြောပြဖိုလီကြီးကလည်းနှစ်တိတ်စကားတွေနဲ့လက်ဆောင်ချနေကြတယ်ဟေးမင်းကမျိုးကမလားမျိုးမနေရတာဆိုတော့ကားရဲ့အိမ်ဒီပိုင်းမှာပေါ့ငါတို့အဲ့လိုတွေမချမ်းသာဘူးကွာအခုတော့အစီအမံပြေဘူးငါကအဲ့ဒါတွေရှိတယ်ဆိုပြီးအထင်ကြီးနေတာ မင်းသာငါတို့ထက်ကြီးကြီးတက်ချမ်းသာတဲ့တတိကြီးဖြစ်သွားမယ်ဆိုငါမင်းမိမလာလုပ်ပေးမယ်။ဘာစကားတွေပြောနေတာလဲမင်း။အဲ့ချင်တို့ကတခိခွန်းရဲ့ပြောတွေကိုကြားတော့ဆန်ကားမုံကချက်သွားတယ်။အဲ့ချင်ကတခိခွန်းကပြုတ်စီစီနဲ့သူ့ဖုံးလေးရလာပုတ်လို့ငါကစတာပါ။မင်းကစူပုတ်ပုတ်မနေနဲ့ရဲသွားအောင်ပါ။ဒါနဲ့မင်းနာမည်ကဘာလဲ။ဆန်ကောင်းမုံ။အော်ငါနာမည်ကတခိခွန်းပါ။ကောင်းဆန်မုံ။ဆန်ကောင်းမုံပါဆို။ကောင်းဆန်မုံမဟုတ်ဘူးလား။ခေါ်ရတာရှားထောက်တယ်ဒီလိုပဲခေါ်မယ်။ တခင်ကကစနောက်ပြီးပြောတော့ဆန်ကားမုံကမသိမသားလေးပြုံးရက်မိသွားတယ်။အဖေကဒီရွာလေးမှာလုံးလေးတစ်ခုလုံရင်၃လလောက်နေမယ်လို့ပြောခဲ့ပေးမိ။ဒီနေ့မှဆန်ကားမုံကမြို့ကိုပြောင်းနေတဲ့အကြောင်းအကြောင်းရင်းမရှိပဲဆိုလာတာကြောင့်အဖေကသူ့ဘရွာမှာနေရတာအဆင်မပြေဘူးဆိုတဲ့အတွေ့နဲ့၃လလောက်ကြာမှပဲမြို့ကိုပြန်လာခဲ့ရတယ်။သူပြန်လာကိုတောင်တခင်ကကထွက်မလို့ဆက်တော့အဖေကသူတို့နှစ်ယောက်ကြာမှတခုဖြစ်ခဲ့တာပဲဆိုပြီးအိမ်ပြန်လာမှမိခဲ့တယ်။ဒါတခိခွန်လေးနဲ့ရံဖြစ်ခဲ့တာလားအဲ့ဒါကြောင့်မြို့ကိုပြန်မယ်လို့ပြောတာလားဟုတ်တယ် သားသူနဲ့တန်ငယ်ချင်းဖြစ်ချင်မှုဖေးပြီးတော့သားသားသူကိုသဘောကျတယ်အဲဒီစကားကိုစံကားမွန်ကမပြောဘဲမျက်နှာဟာကားပြတင်းပေါက်ပေါ်ကိုလှည့်ပြီးငိမ့်သက်သွားပါတယ်အိမ်တော်ကြီးကအစမီပါဘူးဆိုသားဖြစ်သူကလည်းမြို့ကိုပြောင်းရင်းကြီးချခဲ့တာမို့ဥဆံမွန်ကရွာမှာတလောက်နေခဲ့ပြီးမြို့ကသူ့ညီလေးစီမျက်နှာငငယ်နဲ့သွားနေခဲ့ရတယ်စံကားမွန်ကရွာမှာခလာတာယဉ်နိခဲ့မှုတဲ့တခိခုံးကတတိယနေပြီးတော့တစ်ချိန်မှာသူတို့ပြန်တွေ့တဲ့အခါတငယ်ချင်းမဖြစ်ချင်တာကြောင့်သူနဲ့တငယ်ချင်းမလုပ်ခဲ့ပါဘူး ဲဒါကြောင့်ပဲတခိခွန်းရဲ့ရံဖြစ်ခဲ့ပြီးတော့သူပြန်သွားတာတောင်သူ့မျက်နှာကထွက်ပြီးမကြည့်ခဲ့ပါဘူးတခိခန့်သူ့ကိုဘလောက်ထိစိတ်ဆိုးနေပြီလဲသူသိရဲ့အဲဒါကြောင့်သူဝမ်းသာပါတယ်တချိန်ငါတို့ပြန်ဆုံတဲ့အခါငါတို့ရဲ့စိတ်တွေကိုတငယ်ချင်းဆိုရဲ့ပေါင်းထဲမှာမထည့်ထားခြင်းမူငါမင်းရဲ့တငယ်ချင်းဖြစ်ခြင်းမူဘာလို့လဲဆိုတော့ငါမင်းကိုသဘောကျလို့ပဲလက်ခံအလုပ်ဆက်လုပ်တော့မယ်ဆိုတာကြောင့်တခိခွန်းသူ့တဲ့ပေးထားတဲ့ခန်းထဲကကလေးမလဲပြီးအတွေ့အထိတိမ်နေမိတယ်ဘလို့ဖြစ်လို့ဆန်ကောင်းမုံကတထိုင်းမင်းတယောက်ဖြစ်သွားရတာလဲ။ အဲ့ဒီတုန်းကသူ့စီရောက်လာတော့ကနေသားပင်မရှိတဲ့ကောင်ကခုများတော့သူ့ကိုဒီမှာလှုပ်လှုပ်စေချင်တာကသူ့ကိုလှောင်ပြောင်းချင်လို့များလားချစ်ဒီကောင်ဘာကြောင့်နေတွေ့နေရတာလဲနားလေကွာငါ့ကိုတငယ်ချင်းမလှုပ်ရှင်ဘူးဆိုပြီးနေ့နေ့ခါခါပြောခဲ့တဲ့ကောင်စီမှာအလှုပ်လှုပ်ရတာလေဒီတွေ့ရင်တခေခွန်းကအသေးရလာတာကြောင့်ခေါင်းလေးကသူ့လက်သေးသေးလေးနဲ့ထူပေးလိုက်တယ်ငငယ်ကသူ့လိုစီနေသားမရှိလို့လာနေတဲ့ကောင်ကအခုများသူ့တထေးပင်ဖြစ်နေပြီလို့တွေးမိတာနဲ့အသေးတွေတရရဖြစ်မိတယ်တခေခွန်းကတော်ရုံစီစိုးထက်တဲ့သူမဟုတ်ပါဘူး ။နေခဲ့တဲ့ရွာမှာတကြီးသားဖြစ်သလိုလိန်မာပြီးရှိစရာကောင်းတဲ့သူဟာကလေးတိုင်းကတငယ်ချင်းဖြစ်ခြင်းကြတယ်။သူကလည်းလူတိုင်းကိုခွဲခြားဆက်ဆံခြင်းမရှိဘဲနဲ့ခင်မင်ခဲ့တဲ့လူကိုအဲ့ဒီကဆန်ကောင်းဝင်ကသူ့ဟာစိတ်ဆိုးအောင်လုပ်ခဲ့တယ်။သူနဲ့တငယ်ချင်းမလို့ချင်းမှုရလေ။တခေခုံးဘကစားလို့တငယ်ချင်းဖြစ်ခြင်းကြောင့်ပြောတာကိုဆန်ကောင်းဝင်ကမာထန်ဆက်ဆံပြီးတော့သူတို့အဲ့ဒီကစကားများခဲ့ကြပါဗါး။အစတော့ကသူတို့အတူကစားဖို့ဆော့ခဲ့ကြပြီမဲ့အဲ့ဒီမှာဆန်ကောင်းမုံကစိတ်ပေါ်ပြန်ကရပ်ဖြစ်ခဲ့ကြတယ် အဲ့ဒီကစလို့သူနဲ့ဆန်ကားမှုရဲ့ဆက်ဆံရေးကပြတ်တောက်သွားပြီးမြို့ကိုပြန်သွားတဲ့အထိသူတို့ချင်းချင်းမတွေ့ကြတော့တဲ့အထိကြိတ်ခဲကြရပါတယ်။အဲ့ကောင်ကမာနာကြီးနေပြီးတော့မောက်မာနေတာပါလို့တခေခွန်ကတွေးခဲ့တယ်။သူ့ဘက်ကတော့သူ့ကိုတငယ်ချင်းမလို့ချင်းကြောင့်ငင်းခဲ့တဲ့သူဟာအခုချိန်ထိအောင်အခက်မကြီးဖြစ်နေရတယ်။ဆန်ကားမှုကတော့အဲ့လိုဖြစ်နေမယ်မထင်ပါဘူးလေ။ငါလို့ရမယ်လူကဘာလို့လဲ။အတွင်ရင်မှုဘလို့အတွင်ရင်မှုလဲ။ငါနှလုံးသားအတွင်းရဲ့ရင်ခုန်သံတွေကိုစစ်စစ်ပေးရမယ်။နှလုံးသားအတွင်ရင်မှုလေးပေါ့။ မင်းစားနောက်နေနဲ့မင်းပြောနေတာမဟုတ်လားငါ့ကိုခနဲ့ရတာလေပထမဆုံးအလौဆောက်လုံးနေနေမှာတင်တခေခွန်းကဒေါသတွေထွက်နေရပြီဘလို့ကောင်းလဲလူကိုထိကပားရိကပားနဲ့ငါမင်းကိုမခနဲ့ပါဘူးခနဲ့တော့လဲပါဖြစ်လဲပါမသွားပါဘူးဆန်ကောင်းဝင်ဘာလို့ငါ့ကိုရန်စနေရတာလဲအခုတထင်းနဲ့လို့သမားဆက်ဆက်ရေးတာမဟုတ်ရင်ငါမင်းကိုငငယ်ကဒေါသနဲ့ဆွဲထိုးပြီမှာငငယ်ကငါကဘာလို့ခက်လို့လဲမင်းကြောင့်မင်းတိမှာပေါ့ငါကသာတငယ်ချင်းတို့ဆက်ဆံခဲ့ရတာမင်းကတော့ဘလို့ချိုးမျိုးချိုးသွားလဲမင်းတိမှာပေါ့ တခေခွန်းကငငယ်အချမ်းကိုအတော်လေးစိတ်ဆွဲနေရပုံပဲစိတ်သက်သာတဲ့စိတ်နာတာဆို ပုံမှန်ပဲအဲ့ဒီတနေ့တုန်းကဆန်ကောင်းဝင်ပြောခဲ့တဲ့စကားကိုသူကိုရှိနားတဲ့ကြားအောင်စေပဲမင်းငားလောက်အောင်မနေပြီးအလုပ်လုပ်မလားဒါမှမဟုတ်ငားနဲ့လုပ်မလားဘာဘာလို့ရမှာလဲတင်မရလေဆန်ကောင်းမောဘာလဲငါကမင်းကိုနေရာကောင်းကိုချီးမြှောက်နေရနော်ငါလိုတထင်းမင်းရဲ့ကတော့ဖြစ်ရမှာမင်းကကောင်းလေးနဲ့မထင်ဘူးလားမထင်ဘူးမင်းကလေငငယ်ကလည်းငါ့ကိုတငယ်ချင်းလုပ်ပြီးဒုက္ခပေးသလိုကြီးတော့လေတထင်းနေရာယူပြီးဒုက္ခပေးတာကို အချစ်တွေပေးတာပါရှင်မရဲ့မင်းစံကောင်းမွန်တခိခွေးရဲ့ဒေါသထွက်သားတဲ့ပုံစံလေးကစံကောင်းမွန်မျိုးလုံးထဲမှာအတော်လေးချစ်ဖို့ကောင်းလွန်လာတယ်မင်းနဲ့ငါနဲ့ကအဲ့ဒီရောင်းတွေကိုမပြောဘဲနေကြရအောင်လက်ရှိဖြစ်နေတာကိုမင်းယုံကြည်လိုက်ငါကမင်းတတိပဲဟုတ်ကဲ့ပါမင်းလောက်ကငါဘေးမှာနေရမှာပဲငါဘဲသောသားမင်းကတကောက်ကောက်လိုက်ရမယ်ငါရဲ့ဆေးရုံကစင်းနေစေ့ရမယ်ငါကိုလွေသေးမရှိထားရမယ်ဆန်ကောင်းမွန်ရဲ့ရှည်လျားထွေပြားတဲ့လောက်ကိုင်းကြောင့်တခေကုန်းခဏတော့ကြောင်းရသွားတယ် ဒီကောင်သူ့ကိုဘယ်ချိန်လေးကထက်စီးဆန်းကျင်နေကြတယ်မသိပါဘူး။ဒါပေမဲ့သူကဘာမှမပြောနိုင်ဘူးလေ။လက်ရှိချိန်လေးကသူကဆင်းရဲတဲ့လူတယောက်၊ဆန်ကောင်းပုံကတော့တထင်းမင်းတယောက်။အင်းကန်ရကြီးကတော်တော်ဆန်းကျင်တာပဲ။သူတို့အရင်ကဘလောက်ပဲခင်မင်းခဲ့ခင်မင်းခဲ့အခုဆက်ဆံရေးကတထင်းနဲ့လုံသမားဆက်ဆံရေးဖြစ်နေပြီ။ဒါကစာချုပ်သဘောတူကြောင့်လက်မှတ်ထိုးပြီ။မထိုးတော့မရဘူးဆိုတဲ့သဘောဖြစ်ပြောလာတဲ့သူကြောင့်တကယ်ကောအထွတ်မတက်ပဲစားကြုတ်ထဲကစားရအောင်ဖတ်မနေတော့ပဲလက်မှတ်ထိုးရမယ့်နေရာမှာသာလက်မှတ်ထိုးပေးလိုက်တယ်။အခုငါကတထင်းမင်းမို့ ။ပြီးငါစကားကိုနားထောင်ပါ။ငါဆိတ်ကူသွားတာနဲ့မင်းလှုပ်လို့ရမယ်။နှစ်ကပိုးတို့သွားလိမ့်မယ်။နားလဲသလား။ဟုတ်ကဲ့ပါခင်ဗျာ။ကောင်းတယ်။အခုငါရွှေချင်လို့ငါ့ကိုဝယ်စားရချုပ်ပေး။ဟမ်။ငါ့လို့อืมတဲ့တော်လူကအဲ့ဒါတွေပါလာလား။ငါလို့သုံးလုံးရံပါးကထွက်လာတဲ့တခေခွန်ကဆန်ကောင်းဝင်ရဲ့မျက်နှာကြောင့်ရင်းရဲသာသုံးလုံးပြီးပြောလိုက်ရတယ်။အခုတော့ငါ့ကိုအထက်စီးဆန်ထားအောင်ပေါ့။ငါမင်းထက်ချမ်းသာလာမှမင်းကိုပညာကောင်းကောင်းပြမယ်။ငါမပြောခဲ့ဘူးလား။ငါရဲ့လူတွေသိမရှိလို့ အခုလာလုပ်ပေးအချိန်မရှိဘူးကိုးနိုင်ဆက်ယုံသွားရမယ်အနားကိုရှောင်းလိုက်ရင်ပြောလာတော့ကြောင်းတခိခွန်းခင်ဗျာတက်ပြင်းတာချလို့မလို့ရှင်လို့ရှင်နဲ့ဆန်ကောင်းမွေးရဲ့အင်ကြီးအပေါ်ခြေသေးလေးကဖြုတ်ရံပြင်လိုက်တယ်ကုံပေမင်းရကရှည်လွန်းတယ်အမှန်ပဲဆန်ကောင်းမွန်ကတခိခွန်းနဲ့အရရှိတယ်သူ့ရက်က190လောက်ဖြစ်ပြီးတခိခွန်းက180လောက်သာရှိမယ်ငငယ်အားတွေတုန်းကရှံမောင်းတူညီပြီးအခုကျမှဆန်ကောင်းဝန်ကဘာလို့အရက်ကြီးရှည်သွားရတာလဲသူ့ကိုရက်ခစားတိုင်းနာပြီးအထက်စီးဆန့်ကျင်တာလား ကောင်းဆံမောငါပြောနေတာကြားလားငါနဲ့မင်းနဲ့ဆက်ဆက်နေရအလုံးနဲ့စားတို့ကျင်လို့လားပြီးတော့ငါနာမည်ဆန်ကောင်းမောပြောရင်တခခွန်းမျက်နှာမှာဆန်ကောင်းမောရဲ့မျက်နှာကတိုးကလာလာကြောင်းရုတ်တရက်ကြီးတခခွန်းပါလေးတွေရဲလာတယ်ဘာလို့ဆန်ကောင်းမောကတအားချောနေရတာလဲမတိတော်တဲ့အချိန်တွေမှာဆန်ကောင်းမောကတခြားလူတယောက်လိုပြောင်းလဲသွားတယ်ရခုံးတွေကတွန့်ချောနေပြီးမျက်လုံးတွေကလူကိုပြာချသွားတော့တဲ့ဆူရဲနေပြီးတော့နှစ်နှစ်ထားကလုံးဝကိုကြောက်စရာကောင်းလို့နေဘာတွေငိမ့်နေတာလဲငါမင်းကိုဘာခိုင်းထားတာလဲ အာတောက်မှတ်ပါတယ်ထွက်လာတဲ့အတန်းအောချာချာချာမှာတကယ်ခွန်းကအသိစိတ်ပြန်ဝင်လာပြီးမြန်မြန်လေးအင်ကြီးခြေသေးတွေဖြုတ်လို့အင်ကြီးကိုလှင်မြန်လာပဲချုပ်ပေးလိုက်တယ်ရပြီအဝိပီရိုလည်းကဝတ်ဖို့တိုက်ဖို့နဲ့လေကလုံးထုတ်ထားမှတ်ထားဒါတွေကနောက်နေ့တွေကစလုပ်ရမယ်လို့တွေဒီနေ့တော့လေ့ကျင့်တယ်ပဲသဘောထားလိုက်ဟုတ်ကဲ့တကယ်ခွန်းကဆန်ကားမောင်ကမကြည့်ပဲတစ်ဖက်မျက်နှာလွှဲထားတာကြောင့်သူ့အမူအရာကိုကြည့်ပြီးတခါလာသဘောကျပြီးပြုံးသွားတဲ့ဆန်ကားမောင်ပြုံးနေရမတွေ့လိုက်ရပါဘူး ွေးကောင်ဆန်ကောင်းမမိကောင်ကကောင်းကောင်းကြီးပညာပြောင်းမယ်တနေ့လူကသာသူ့ရဲ့လို့တမဖြစ်နေတာစိတ်ကတော့တနေ့တော့ပညာပေးရမယ်ဆိုပြီးတလွတ်ချဆုံးပြတ်ထားတယ်ဘလောက်ပဲသူပြောနေပါစေသူဟာဆန်ကောင်းမွေရဲ့ချမ်းသာကြွားမှုမပြောတတ်နိုင်ပါဘူးအိမ်ကြီးကိုပဲကြည့်ဝေးထိန်နေပြီးတော့တကယ့်ကိုတထေးတန်းသားနေရဲ့အိမ်ပိသားလုံးနဲ့အလင်းမြန်လေးအဝေးပြိုတဲ့ကလဲကတော့နဲ့တိုက်ပုံအစိမ်းလေးကိုထုတ်ပြီးတော့ပစုခွက်နဲ့အစိမ်းခွက်ပါလာလေးထုတ်ပြီးတော့အစ်စ်ဝေရန်သူ့လက်မှာခြင်ထားလို့ရေချိုကန်းထဲရထွက်လာမဲ့သူကစောင့်နေလိုက်တယ် ထွက်လာပြီလားဒီမှာမင်းဟုတ်ဖို့ဗီဒီယိုကနေ့ကဆန်ကောင်းဝင်ထွက်လာတာနဲ့တခိခွန်းကဝတ်တွေပြီးလို့အလုံးအကြည့်တွေကအောက်ပိုင်းတစ်ဘက်ပတ်ထားတဲ့နေရာစီရောက်သွားပါတယ်။လှလိုက်တဲ့အတူကြီးပါလား။ခါရဘက်ကမွေကပတ်ထားပြီးအဲ့ဒီမွေကောင်းကစီးကုန်မှရှိနေတဲ့ပုံစံမွေတတူးကတော့လှပါလို့နဲ့အဲ့ဒါကိုတခိခွန်းကအကြည့်ရောက်နေတော့ဆန်ကောင်းဝင်ကသတိထားမိပြီးစတော့ကျင်သိပြီ။ဒါကမွေတတူးမွေစစ်ကတပတ်အောင်မှရှိတယ်။ထိလိုက်ရင်အမောက်ထောင်လာလိမ့်မယ်။မင်းအရှက်ပြည့်တဲ့စကားတွေပြောနေတာပဲ။ ငါကတတုကြိုက်လို့ကြည်နေတာမွေတတုဟိုတောင်ခြိုက်နေအောက်ကမွေစစ်စုံမင်းတော်တော်ခြိုက်နေမှာမယုံကြည့်မလားတော်စမ်းမှာအရှက်မရှိတဲ့ကောင်ရော့ဝစ်ဆရာရှိတာမြန်မြန်ဝဲအေးပတ်သေးမယ်ရိုးသေးလေးစားဟန်လဲသူမဆောင်နိုင်တော့ဘူးအဝတ်တွေဟာပြစ်ဖို့ဆန်ကောင်းမွေရဲ့ခန်းထဲကနေပြေးထွက်လာခဲ့လိုက်တယ်ဒီကောင်ကိုလူကိုသူ့နားမှာထားပြီးအထက်စီးဆန်ထိကပားရီပါလှုပ်ချင်နေတာဘဲတက်နိုင်မလဲအမေစိန်ကျေစုနဲ့ဒီကောင်ကိုတစ်နှစ်လောက်သိခံနေရအောင်မယ်လေအလုတ်က9နာရီတော့မှဖြစ်ပြီး သူပါလိုက်ရမယ်ဆိုတော့ကြောင့်အဝတ်ထုတ်တဲ့ပါလာတဲ့တီရှပ်လေးနဲ့ပစိုးလေးဟာတီးသက်စာဝတ်ပြီးရှိုင်းညီပေါ်ကနေဝစ်စကုတ်ညိုလေးထွက်လိုက်တယ်။မင်္ဂလာပါတတိကတော့ဝစ်စားပြီးအောက်ထပ်မှာမနက်စာစားဖို့ရှာဝေရန်ဆင်းလာတော့မနေ့ကတွေ့တဲ့လူနှစ်ယောက်ကသူ့ဟာတွေ့တာနဲ့နှုတ်ဆက်ကခေါ်လိုက်တဲ့နန်းစာကရှင်မကိုဆောက်ကန်လိုက်တယ်လို့ပဲ။ဆန်ကောင်းမမင်းကမင်းလူသမားတွေကိုပါငါ့ကိုစားနောက်ဖို့ပြောထားတယ်ပေါ့။ဘာကိုတတိကတော့လဲဒီမှာမင်းတို့တတိကိုငါမလို့ရဘူးဆိုရင်ပဲမင်းတို့ကိုလုံရဲတယ်။အထုံးမခံခြင်းစကားကိုကြည့်ပြော။ တတိကတော်မူတတိကတော်ခေါ်တာကိုတတိကတော်စိတ်မဆိုးပါနဲ့တတိကတော်မကြိုက်လဲတတိကတော်တော်ပါတော့ကွာတတိနဲ့အလုသမားတွေလိုက်လဲလိုက်ပါတယ်တော်ပါတော့တတိကတော်ကြီးထက်နေအောင်ခေါ်လာတဲ့ဇော်လင်းကြောင့်တခိခုံးခမလက်ကပြကတော်ရန်ပြောလဲရတယ်ဒီတတိနဲ့ဒီလူသမားတွေလိုက်လဲလိုက်ပါတယ်လीမိန်းကလေးနဲ့ခင်မရှင်မရက်စာစားဖို့လားဟုတ်တယ်ဘာဆက်သက်ရှိလဲရင်အခုတော့စားလို့မရသေးဘူးရှင်တတိမင်းစားပြီးမှကျမတို့တွေစားရမှာဟာအဲ့လိုလားအမဲဒီလိုပဲပေါ့ တခခွင့်ရမေးကိုအိမ်မကောင်မလေးကခေါင်းတညင်းရင်နဲ့ဒါကအေးစီကန်လေးတထင်းမိရင်ဘသူမှမာဆိုဘာမှမလုပ်ရဘူးအခုစရင်အစာပြေလေးစားထားမလားအာနေပါစေဒါနဲ့မင်းနာမည်ကသူ့သူပါဟိုမှာဟင်းချက်တဲ့လူကညီမအမေလေးအာအခုနာမည်ကတခခွန်းမှာတွေ့ရတာဝမ်းသာပါတယ်နော်တခခွန်းကလက်တွဲနှုတ်ဆက်ပြီးတော့လက်ကမ်းပေးလိုက်တော့ကောင်မလေးကပြုံးရလာပြီးသူ့လက်ကလေးနဲ့တခခွန်းကဆုပ်ကိုင်ပြီးနှုတ်ဆက်ပါတယ်အဲ့အချိန်မှာပဲအဲ့ဒါဘာလုပ်နေရလဲတထင်းမိရင် မိဖို့ကြောင့်တည်းမှာမဝင်စဘူးပွင့်လာတဲ့တခိမင်းကြောင့်သူ့သူကသူ့အမေတော်နှင်းခမားလှက်ဖြတ်သွားပြီးသူ့သူလည်းအကိုတခိခွန်းရဲ့လက်ကိုကင်ထားတာကိုလှုပ်ချလိုက်တယ်။ဆန်ကောင်းမုံကတော့တောက်ရှည်နေပြင်းထန်နေပြီးတော့ပဇောင်ရိုးတွေပါဖောင်လာတဲ့အထိအံကိုကျိတ်ထားတာကြောင့်တခိခွန်းပင်ကြောချမ်းနေမိတယ်။ဘာလုပ်တာလဲ။မင်းလည်းကိုကူးသွားစေ။လူစီကိုအလင်းမြန်လျှောက်လာပြီးတော့တခိခွန်းရဲ့ခုနကသူ့သူနဲ့လက်ချင်းတွဲနှုတ်ဆက်ထားတဲ့လက်တစ်ဖက်ဟာဖားငိုင်လာပြီးတော့ဆူလာတဲ့စကားကြောင့်တခိခွန်းကြောင်ရသွားတယ်။ ဘာလို့စေးရမှာလဲငါညင်းပပပါးတွေများကြိုက်ထားလို့လဲမင်းလက်ကိုစေးမလားဒါမှမဟုတ်ဒီလက်ကိုငါဖြတ်ပြရမလားတေသာဓာယူကစမ်းရုပ်ရည်ကြီးရောသားတွေထွက်လာပြီးတော့တတိကတော်ကိုမောင်မထန်ထန်ဆက်ဆက်နေသူကြောင့်တေသာခမရချောက်ချောက်လန့်လန့်နဲ့ဓာတ်တယ်လဲအာယူပေးလိုက်ရတယ်တတိမင်းကအလိုပဲသူနဲ့တက်နေတဲ့အချိန်ဆိုစားနောက်တာကိစ္စမရှိပေမဲ့သူဒေါသထွက်နေတဲ့အချိန်ဆိုရင်တော့အကုန်လုံးအငြိမ်နေရတာအကောင်းဆုံးပဲမင်းလက်ကိုကူစေးလိုက်မဟုတ်ရင်ငါမင်းရဲ့မတတ်တဲ့လက်ကိုဒီဓာတ်နဲ့ဖြတ်ထုတ်ရလိမ့်မယ်စံကောင်းမို့ငါလက်ကိုလော့ ဓာကြီးခိုင်ပြီးတော့ကျင်းနေသူကြောင့်တေစနဲ့ဇော်လင်းခမဝင်းကတားရတော့မယ်ဘသူကိုသွားတားရလဲဆိုတော့တထေးကတော်ဘယ်ဖြစ်ပါလဲတထေးမင်းကိုသွားတားရင်အိုက်တားနဲ့ပြမကသူတို့စီရောက်လာလိမ့်မယ်တထေးကတော်လာပါကျွန်တော်တို့လက်ဆေးပေးပါမယ်ဟုတ်ပါတယ်ဗျာလာပါတထေးမင်းလက်ထက်ကနေဇော်လင်းတို့ကတထေးကတော်အားဆွဲထုတ်လို့ပြီးဖို့ကြောင့်ကနေခေါ်လာလိုက်တယ်ကြံခဲ့တဲ့သူတို့ကတော့ငြိမ်ကုန်နေကြပါတယ်သူတို့ရှင်တထေးမင်းငါမင်းကိုဒီခါခွဲလွှတ်လိုက်မယ်နောက်သူ့ကိုဘယ်တော့မှမင်းလည်းနဲ့မထီးနဲ့ ူကငါ့အတွက်တန်ဖိုးကြီးတဲ့အရာမို့မင်းလက်မကားလို့ဖုံးလေးတမုတ်သူ့ကိုသွားခိုင်းရင်တော့ငါမကြိုက်ဘူးဟုတ်ကဲ့သူ့သူမှတ်ထားပါမယ်စကားဝုံကတက်ပြင်းချလို့ဓာအားသူ့သူရှီယာကိုပြစ်လိုက်တာကြောင့်သူ့သူခင်ဗျာကြောက်ကြောက်နဲ့မျိုးလုံးစုံမေးပြီးပြိမယ်အဲ့ဒီဓာဟာသူ့သူရှီရောက်မလာပဲသူ့သူဘီကနေဖြတ်သွားပြီးတော့နောက်ဖေးကပြင်စင်ပေါ်တင်ထားတဲ့အသေးလေးပေါ်သွားဆိုင်ပါတယ်တခိခုံးဆိုတဲ့လူကသူ့တို့အိမ်မှာတုံနေအောင်ကြောက်ပြီးတော့လေးစားရမယ်နောက်လူတယောက်လား မဟုတ်ဘူးသူတို့ကြောက်ရမယ်တထေးမင်းကပါအရှုံးပေးရတော့တဲ့အထီကိုတစ်ချိန်မှအာနာရှိလာမယ်လူတယောက်ဖြစ်လိမ့်မယ်။ကဲစလန်လေးရဲ့ပထမပိုင်းကိုတော့ဒီမှာပဲရနာပါရစီ။နောက်ရက်ဒီမှာလဲတထေးမင်းရဲ့ချစ်တော်ဇလန်လေးကိုတိဆက်ပေးဦးမှာမို့ပေးတဲ့ကြီးကစောင့်မျှော်အားပေးပါအောင်နော်။